ိုးမြှင့်ခြင်းမင်္ဂလာပါခေတ်သင်းຫນွေဦးမီဒီယာမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးမိုးကုတ်စေယုံမှသက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဒုံးနဲ့ပုံချက်တိုက်ခိုက်ခံရဆက်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်တရုတ်နိုင်ငံရဲ့ချောင်းဝင်းမှုနဲ့စစ်ကောင်စီလက်အောက်ပြန်ရောက်သွားတဲ့မိုးကုံမြို့မှာစေုံအတွင်တက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကတော်လှန်ရေးတပ်တွေကဒုံးနဲ့ပုံချက်ခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။ မနေ့ဒီဇင်ဘာလ17ရက်နေ့ညနေပိုင်းမှာစစ်ကောင်စီတပ်ဆွဲထားတဲ့မုကုတ်စရုံနဲ့စရုံအနီးတဝိုက်ကတော်လရင်တပ်တွေကဒုံးနဲ့ဘုံချောင်းလုံးကျကြတိုက်ခိုက်ခဲ့တာလို့မြေပြင်သတင်းစင်မြစ်တအူးကပြောပါတယ်စကားစားဘက်ကစေယုံမှာနေရာဝင်ယူထားတဲ့အဲ့နေရာကိုကျဲတာဒုံးနဲ့ချောင်းလုံးကျဲတာလို့ဆိုပါတယ်ဒုံးနဲ့ပုံချက်တက်ခတ်မှုကြောင့်စစ်ကောင်စီရဲ့ထိခိုက်တိုက်စုံမှုကိုမသိရသေးပေမဲ့မကုံမျိုးပြနေရာတွေမှာတော့စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေကြောင့်ထိတွေ့တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့သူကဆက်ပြောပါတယ် ပြုံးလွင်မုံကုံမုံကုံမုံမိလမ်းမိုင်းတွေကိုစစ်ကောင်စီကထိန်းချုပ်ထားပြီးအခြားမျိုးပြင်နေရာတွေကိုတော့တော်လိုင်းရဲတပ်တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။မုံကုံမြို့တွင်ကိုစစ်ကောင်စီတပ်ပြောင်းဝင်လာတာနှစ်ပတ်ဒီပါရှိလာပြီးဖြစ်ပြီးလက်ရှိအချိန်ထိအုပ်ချုပ်ရေးလုပ်ငန်းတွေပြန်မဆနိုင်သေးသလိုမြို့ကန်အများစုလည်းနေရပြန်မလာနိုင်သေးပါဘူး။မြို့အဝင်အထွက်နေရာတွေကိုတော့ဒေသခံတွေကိုစစ်ကောင်စီဘက်ကဖြတ်တန်းတွာလာခွင့်ပြုပေမဲ့စစ်ဆေးမှုတင်ကြပ်တယ်လို့မြို့ကန်တွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာတရုတ်နိုင်ငံရဲ့ချောင်းဝင်းမှုနဲ့ပီကန်နီနိုဝင်မာလာ29ရက်နဲ့30ရက်မှာတောင်းတက်မတော်တည်ရန်လန်လင်းထင်းချုံထားတဲ့မိုးမိတ်နဲ့မိုးကုတ်မျိုးတဲကုံဝင်ရောက်လာတာဖြစ်ပါတယ်။မိုးကုတ်အခြေဆိုင်တော်လှန်ရေးတပ်တွေဖြစ်တဲ့မိုးကုတ်ပြူဟာမန္တလေး PDM မိုးကုတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့စာတိတော်လှန်ရေးတပ်တွေကမိုးကုတ်မျိုးကိုဆက်လက်ကာကွယ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ မော်ကုံနဲ့မိုးမိတ်ကိုဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ကတိုက်ခိုက်သွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြောရေးဆိုခွင့်ရှိသူဦးနေဖုံလကဒီဇင်ဘာလ17ရက်နေ့မှာပြောကြားထားပါတယ်ရှင်။ဆလပင်မော်ဒါမျိုးဘက်ကိုထိုးစစ်ဆင်ရင်စိတ်အင်အားပြေလာသည့်ရန်နံကိုခြားပြတ်တိုက်ခိုက်မှုစစ်သားများထိခိုက်တေဆုံးမှုများပြားစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ တင်းတားရင်တိုင်းတင်းတားရင်မျိုးနဲ့မော်တာမျိုးပတ်ကုန်ထိုးစစ်စင်ရဲ့စိတ်ရင်အားပြေလာတဲ့စိတ်ရင်နှံကုန်ဂျားဖြတ်တိုက်ခိုက်ရာစစ်သားများထိခိုက်တဲ့ဆုံးမှုများပြကြောင်းကျွန်းသူမျိုးနဲ့ပါကဖာမတာဝန်ရှိသူကပြောဆိုပါတယ်ဒီဇင်ဘာလ17ရက်နေ့နနက်09:30မိနစ်ခန့်မှာမြေမျိုးမတင်းတားရင်ပတ်အတွင်းစိတ်ရင်အားပြေတင်းရင်လာသည့်အကြမ်းမဲ့စစ်တပ်ရဲနှံကုန်တော်လရင်တဖွဲ့များကရောင်မင်ကုန်းကျွော်အနီးမှာအနီးကပ်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ထိုတိုက်ခိုက်မှုအတွင်းအကြမ်းမဲ့စစ်သား20ဦးကျော်တေဆုံးခဲ့ပြီး10ဦးကထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းစစ်ကားများသည်ရက်တန့်ကျေမရှိဘဲဆက်လက်ထွက်ခွာနေခြင်းကြောင့်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေစေဖြစ်ကြောင်းသိရပါသည်။ကျွန်တော်တို့ရဲဘော်တွေကအနီးကပ်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တဲ့ကားသုံးစီးပေါ်ကစစ်ခွေးတွေပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတယ်။စစ်ခွေး20ကျော်သေဆုံးပြီးစစ်ကောင်ထိခိုက်ဒဏ်ရာရတယ်လို့တပ်တွင်းသတင်းတွေကထောက်လန့်ရရှိပါတယ်။စစ်ခွေးစစ်ကြောင်းအလို့အရွှေတွေကိုလည်းအချိန်နဲ့တပြေးညီသတင်းရရှိထားပါတယ်။ကျွန်တော်တို့ဆက်လက်တိုက်ခိုက်ချေမုံသွားပါမယ်လို့ကျွန်းစုမျိုးနယ်ပါကဖာမှတာဝန်ရှိသူကပြောဆိုပါတယ်။ ်အဆိုပါတိုက်ခိုက်မှုကိုတင်းသားရီတိုင်ပါကဖာတိုက်ခိုက်ရေးအဖွဲ့ကျွန်းစုမြို့နယ်ပါကဖာတင်းသားရီမြို့နယ်ပါကဖာဒါဂွန်စကွဲရဒုံလက်ယုံတန်း KNL လေးတရင်စတင်နေဘုခရင်တပ်ဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်ဆလဘင်း ဖန်အမျိုးနယ်မှာခေလုံးနေသည့်စေဘေးဆောင်တထောင်ကျော်ကိုရွေးကောက်ပွဲမှာဆန္ဒမဲပေးမိသူနဲ့မဲစင်းရဲ့ပါဝင်သူများကိုတော့ထောက်ပံ့ကြေးပေးမိဟုအကြက်ကန်ဆွဲတဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ဖန်အမျိုးနယ်ရှိစေဘေးဆောင်စခန်းများမှာလာမည့်ရွေးကောက်ပွဲအတွင်းဆန္ဒမဲပေးသူနဲ့မဲစင်းရဲ့ပါသူများကိုတော့စေဘေးဆောင်ထောက်ပံ့ကြေးပေးတော်မူဟုစစ်တကအကြက်ကန်လာကြောင်းရင်းစခန်းရှိစေဘေးဆောင်ပြည်သူများကပြောကြားပါတယ်။ ငယ်နေ့ဒီဇင်မာလာစနေရနေ့မှာဖမ်းမျိုးနေလွှာကမြင်းချင်းရွာတူချဲကွက်တည်ရှိလူဦးရေတထောင်ကျော်ရှိသည့်ဆေးဘေးဆောင်စခန်းမှာမင်းစရင်ပါဝင်သူများကိုထောက်ပံ့ခြင်းပေးမည်ဖြစ်ပြီးကျန်သူများကိုထောက်ပံ့ခြင်းမပေးတော့ကြောင်းရက်ကွက်အုပ်ချုပ်ရေးမှူးတိုင်ဝင်းနေစရေးအောင်ကိုဝင်းတို့ကအကြက်ကိုင်းနေကြောင်းသိရပါသည် စစ်ဆောင်ကတထောင်ကျော်ရှိတဲ့မဲဆင်းထဲမှာပါတဲ့သူတွေကိုပဲထုတ်ပေးတယ်။အခြားစီဘေးဆောင်တွေကိုလုံးဝမပေးတော့ဘူးလို့ပြောတယ်။ဒီနေ့ထုတ်ပေးတာကတော့လွှာကံမြင့်တို့ချက်ွက်တဲ့ပုံစီဘေးဆောင်အများဆုံးနေထိုင်တဲ့နေရာအရင်ကတော့စီဘေးဆောင်ဆိုရင်အင်းစင်းရင်ပတ်ပုံနေဇူလိုင်ရင်ထောက်ပံ့ကြေးထုတ်လို့ရတယ်။အခုကအဲ့လိုမဟုတ်တော့ဘူး။ဒီတစ်ခါကမဲဆင်းမှာပါတဲ့လူပဲထုတ်ပေးမယ်။ အဲ့ဒီလိုမင်းစင်းရဲ့ပါမထုတ်ပေးမယ်ဆိုတော့မင်းစင်းရဲ့မှာပါနေတာဒေသခံပြည်သူတွေပုံစီဝေးဆောင်မဟုတ်ဘူးသူတို့ကမင်းစင်းရဲ့မှာပါတယ်ပါတော့ဒေသခံတွေကထောက်ပံ့ကြေးထုတ်ကြတယ်ထုတ်ကြတော့အမှန်တကယ်စီဝေးဆောင်တဲ့ပြည်သူတွေကတော့ထောက်ပံ့ကြေးမရတော့ဘူးမရတော့နှစ်နာတော့နှစ်နာတာပုံဆန္ဒမဲပေးမဲ့သူတွေသာလျင်စီဝေးဆောင်ရရပိုင်ခွင့်ကိုစားမယ်ဆိုပြီးအောက်ခြေကစီရေးအောင်ကိုဝင်းဆိုတဲ့သူကပြောတယ်လို့စီဝေးဆောင်ပြည်သူတအူးကပြောကြပါတယ်အဆိုမှာစီဝေးဆောင်များကိုစစ်တပ်အစီအစဉ်ဖြင့် တအူးလည်ရင်ငွေကြေး2000တောင်းလုံးတလားတစ်ချိန်ထောက်ပံ့ပေးထားခြင်းဖြစ်ပြီးနေထိုင်ရာရက်ွက်အုပ်ချုပ်ရေးမှုကထုတ်ပေးသည့်အေစင်းစာအုပ်နှင့်မှတ်ပုံတင်ထုတ်ပြနိုင်မှာသာထောက်ပံ့ခြင်းပေးကြောင်းရခိုင်ကထောက်ပံ့ခြင်း3ချိန်ခန့်ပေးရခဲ့မှုပြီးယခုမဲထည့်ချိန်ရောက်မှသာစီကံအသည့်ဖြင့်မဲစင်းပါသူများကိုသာထောက်ပံ့ခြင်းပေးတော်မူဟုအကြံဉာဏ်လာခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်ဆလပင်ကောလင်းနဲ့နယ်တလင်းမြို့နယ်စီရင်ကျွာများကိုစစ်တကားလေရင်ပြေပုံးချက်တိုက်ခိုက်မှု မိခင်ပြည်သူပွဲချင်းမိသိဆောင်ပြီးအသက်၃လနဲ့အသက်၆နှစ်အရွယ်ကလေးငယ်၂ဦးထိခိုက်ဒဏ်ရာရဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကိုင်းတိုင်းကောလင်းမြို့နယ်အတွင်းစီကျေးရွာများကိုအကြမ်းမတ်စစ်တပ်ကလေးရင်ပြေပုံကျတိုက်ခိုက်မှုမိခင်ဖြစ်သူပွဲချင်းမိသိဆောင်ပြီးအသက်၃လနှင့်အသက်၆နှစ်အရွယ်ကလေးငယ်၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။ ဒီဇင်ဘာလ17ရက်နေ့ည9:30မိနစ်ခန့်မှစတင်ပြီး59မိနစ်ခန့်အထိကောလီမျိုးနယ်အတွင်းစီကံပေါတာချေရွာနှင့်တန်ဆူးရွာတို့ကတရအုပ်လေတမတက်လာသည့် YAK1 တာသည့်ချက်ပိုက်တာတစ်စီးနှင့်မေတီလာကတလန်တီ MNG25 ဂျပိုက်တာတစီတို့ဖြင့်လေကြောင်းတိုက်ခတ်မှု၃ချိန်ပြုလုပ်သွားကြသည့်သိရပါသည် အကြမ်းမတ်စစ်တပ်အင်လေးကြောင့်တိုက်ခတ်မှုအတွင်ကံပေါက်တော်ချင်းရွာမှမိခင်ဖြစ်သူအသက်25နှစ်ခန့်အမျိုးသမီးတပ်ဦးတေဆုံးပြီးအသက်6နှစ်အရွယ်မိန်းကလေးတပ်ဦးနဲ့အသက်3လအရွယ်ယောက်ျားလေးတို့ထိခိုက်ဒဏ်ရာရရှိကောင်နေအိမ်တစ်လုံးနဲ့တဆူချင်းရွာဖုန်ကြီးကျောင်းတို့ထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်။ စစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းနဲ့တုံးချင်တိုက်ခိုက်သွားတာပါ။တိစုံသွားတဲ့ပြည်သူတအူးကကလေးငယ်၂ဦးရဲ့မိခင်ဖြစ်သူပါ။ကလေးတွေကတော့ထိခိုက်ဒဏ်ရာရသွားတယ်။အမိကိုတော့မသိရသေးဘူးလို့ကော်လင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။အလားတူပခိုးတိုင်းနဲ့တလေးမြို့နယ်အတွင်းစီကျေးရွာများကအကြမ်းမတ်စစ်တပ်က၁၁လေးဒီ၃စီဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။ ဒီဇင်ဘာလ17ရက်နေ့မွန်လဲတနအိခံမှာအကြမ်းတ်စစ်တပ်၏စစ်တပ်လေးတီသုံးစီကနတလင်းမြို့နယ်အရှိချမ်းရှိတရက်ပင်ကံရုံဓမ္မငယ်ရွာခြောက်ခန်းကြီးစံကြီးတောက်လန်နဲ့ဘန်ပွေးကုန်းရွာတို့ကဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်အကြမ်းတ်စစ်တပ်၏ပုံကျတိုက်ခတ်မှုအတွင်ပြည်သူများထိခိုက်မှုမရှိပေမယ့်ဓမ္မငယ်ရွာစာတင်ကျောင်းနှင့်နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ကြသေးပါသည်။ပြည်သူတွေထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး။စာတင်ကျောင်းနှင့်နေအိမ်တချို့ပဲပျက်စီးသွားတယ်လို့ဒေသပြည်သူတအူကပြောဆိုပါတယ်ရှင်။ ဆက်လက်ပြီးမတူပီမြို့ကိုစက်ကောင်စီကလေးချောင်းကနေပုံကျဲနေဆိုတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ချင်းပြည်နယ်မတူပီမြို့ပေါ်တနင်္လာကုန်စက်ကောင်စီကဒီကနေ့ဒီဇင်ဘာလ12ရက်နေ့နေ့လယ်ပိုင်းမှာဂျက်ဖိုက်တာဝိုင်းတွင်နေပါပုံကျဲတိုက်ခိုက်နေပါတယ်။နေ့လယ်၁၂:၄မိနစ်ကနေ၁၂:၂၁မိနစ်အတွင်ဂျက်ဖိုက်တာနဲ့၃ချိန် WNK နဲ့၃ချိန်ပုံကျဲတာလို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။မကွေးလေတက်ကနေတက်လာတဲ့လေကြောင်းတရီပိတ်ချက်တွေထုတ်ထားတဲ့ပြည်သားကတော့မတူပြီးမျိုးအပြင်ဘက်နားမှာဖြစ်တယ်လို့၎င်းကပြောပါတယ်။ ချင်းတော်လရင်တပ်တွေထင်းကျုံထားတဲ့မြို့နယ်တွေထဲကမင်းတပ်မတူပီနဲ့ကမ္ဘာလက်မြို့နယ်တွေကိုစစ်ကောင်စီကမကြာခဏပုံကျဲနေပါတယ်ချင်းပြည်နယ်ပလောဝမင်းတပ်မတူပြီးထန်တလန်ကမ်ပလက်တွန်ဆန်းဖလန်းမြို့နယ်တွေကိုစစ်ကောင်စီတပ်ကအော်တိုဘာလ31ရက်နေ့မှာအရေးပေါ်အခြေအနေထုတ်ပြန်ထားပြီးလေကြောင်းတိုက်ခတ်မှုတွေလှုပ်ဆောင်နေတာပါမတူပြီးမြို့ကိုလေကြောင်းတိုက်ခတ်မှုကြောင့်ထိခိုက်မှုရှိမရှိကိုမသိရသေးပါဘူးစစ်ကောင်စီကဒီကနေ့နေ့လယ်ပိုင်းမှာအေယာဝတီတိုင်းကလေးမျက်နာမြို့ကိုလေကြောင်းကနေပုံကျဲခဲ့တယ်လို့သိရပါတယ် မတူပီမျိုးဟာချင်းကြီးတောင်နဲ့အာရခတက်တော်အေးရီတို့2024ခုနှစ်ဇွန်လကတိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပြီးစစ်ကောင်စီကမတူပီကိုအခါအလျော်စွာလေကြောင်းပုံးချက်တိုက်ခိုက်နေတာပါ စစ်ကောင်စီဟာအေအေအသက်ထင်ကျုံထားတဲ့မြောက်ဦးမျိုးကပြည်သူစေုံကိုလည်းဒီဇင်ဘာလ10ရက်ကလေးစားဖုံးကျဲခဲ့လို့ပြည်သူ33ဦးသေဆုံးက86ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်အေအေနဲ့စစ်ကောင်စီတပ်ဖွဲ့ပြင်ထန်နေတဲ့ကြဖြူမျိုးနယ်ကကြေးရွာတွေကိုလည်းမနေ့ကဒီဇင်ဘာလ17ရက်နေ့ညမှလေးကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ10ဦးသေဆုံးက10ဦးကဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကောင်စီကချင်းညင်အောင်တဲ့အေအေထင်ကျုံရမျိုးတွေကိုလေးကြောင်းစစ်စင်ရေးတွေစတိုက်ပြုလုပ်နေတာပါ။ အခုဒီဇင်ဘာလနဲ့နိုဝင်ဘာလအတွင်းကချင်းကြီးနောင်ကာကွယ်ရေးတပ်တွေသိမ်းပိုက်ထားတဲ့မင်းတပ်ကံပတ်လက်မျိုးကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပေလေကြောင်းပုံကျဲခဲ့တယ်လို့လက်တလောစစ်ကောင်စီထိုးစစ်ဆင်နေလို့တိုက်ပွဲတွေဖြစ်နေတဲ့ဖလန်းမျိုးနယ်မှာလည်းလေကြောင်းတိုက်ခတ်မှုတွေအပြင်းအထန်နေ့စဉ်နေ့ပါပြုလုပ်နေတယ်လို့ချင်းတော်လိုင်းရဲ့တပ်ဖွဲ့တွေကအသိပေးထားပါတယ်ရှင်။